ချမ်းမြေလီဘလောက်ကိုလက်လုတ်ခဲ့ရပြီမယ် ီရင်ဖလာသုံးလုံးချန်ပီယံဖြစ်ခဲ့တဲ့ဘာစီလိုနာဒီတစ်ပတ်မှာတော့လာလီဂါရဲ့ပလင်ထက်မှာဘယ်သူအောင်မြင်စွာတက်ရောက်သွားတယ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့လက်ကျန်ပွဲစဉ်နှစ်ပွဲတော့မလိုတော့ပဲချန်ပီယံစုကိုသိမ်းပိုက်နိုင်ခဲ့တဲ့ဘာစီလိုနာတင်းရဲ့ဆဲလို့ရှားစီရအောင်မြင်မှုပဲဖြစ်ပါတယ်။တပြင်ဒီရာစီမှာဒီရင်ဖလာသုံးလုံးကိုပါရယူနိုင်ခဲ့တဲ့ဘာစီလိုနာရဲ့မြုံချီနိုင်လောက်စီရယာတီတစ်ခုတောင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မနေ့ညကချန်ပီယံကစားခဲ့တဲ့လာလီဂါပွဲစဉ်36မှာဘာစီလိုနာတင်းရဒူရီရဲ့မြို့ကံပြိုင်မဲ့ဖြစ်တဲ့အစပန်ညိုတင်းကိုအဝေးကွင်းမှာငကိုကုမရှိနေနိုင်ရရှိခဲ့ပါတယ်။ဒီပွဲစဉ်တစ်ဆောက်လုံးမှာဘာစီလိုနာတင်းရထူးချွန်တဲ့ခြေစွမ်းတွေကိုမြင်တွေ့ခဲ့ရပြီးအစပန်ညိုတင်းကိုတောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ပထမပိုင်းမ ကိုသွင်းယူနိုင်ခြင်းမရှိပေမဲ့ဒုတိယပိုင်းရဲ့မိနစ်53မိနစ်မှာတော့ဘာစီလိုနာတင်းရဲ့လူငယ်ကျပွဲကစားသမားတွေလမိုင်းရမယ်ကအဖွင့်ကိုကိုသွင်းယူပေးခဲ့ပြီးအတင်းကိုဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန်ဘီကန်ဒီအချိန်မှ9မိနစ်တွင်မှာတော့လူစားဝင်ကစားသမားဖာမင်လိုပတ်ကဒုတိယမြောက်နိုင်သေးကြစီတဲ့ဂိုးကိုသွင်းယူပေးခဲ့တဲ့ကြောင့်ဘာစီလိုနာတင်းကဝေးကွင်းမှာပဲရေးပါတဲ့အနိုင်သုံးမှတ်ကိုရယူနိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်ဘာစီလိုနာတင်းကလက်ချက်ပွဲစဉ်နှစ်ပွဲလုံးမှာဒုတိယနေရာကရီယယ်မက်ဒရစ်တင်းကိုခုနှစ်မှတ်ထိဖြတ်ထားနိုင်ခဲ့ပြီးစုစုပေါင်းရမယ့်85မှတ်နဲ့ဒီရဒီရဲ့လာလီဂါချန်ပီယံဆုကိုတရားဝင်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါဟာဘာစီလိုနာတင်းရဲ့တမိုင်းလျှောက်မှာ 28ချိန်မြောက်ရရှိခဲ့တဲ့လာလီဂါချန်ပီယံဆုဖြစ်ပြီးစံချိန်အများဆုံးကန်ဆောင်ထားတဲ့ရီယယ်မက်ဒရစ်အသင်းကိုလိုက်မိဖို့အတွက်တော့နောက်ထပ်7ချိန်အထိလိုအပ်နေပါသေးတယ်။တစ်ဖက်မှာတော့ရီယယ်မက်ဒရစ်အသင်းအတွက်ဒီရဒီယာပြည်ရင်းဖလားတွေနဲ့ပတ်သက်ရင်စိတ်ပျက်စရာကောင်းတဲ့ယာစီတစ်ခုလို့ဆိုရမှာပါ။သူတို့ကဥရောပစူပါဖလားနဲ့ FIFA ကလပ်ကမ္ဘာဖလားချန်ပီယံဆုတွေကိုရရှိခဲ့ပေမဲ့ပြည်ရင်းဖလားသုံးလုံးဖြစ်တဲ့လာလီဂါစပိန်စူပါဖလားနဲ့စပိန်ဘီယင်ဖလားတို့မှာတော့ဘာစီလိုနာအသင်းကိုချန်ပီယံဖြစ်ခွင့်ပေးခဲ့ရပြီးဒုတိယနေရာတွေနဲ့သာကျင်းနေခဲ့ရပါတယ်။ဘာစီလိုနာအသင်းရဲ့ဂျာမန်လူမျိုးနီးမြဟန်စီဖလစ်အတွက်ကတော့ဒါကဘာစီလိုနာအသင်းရဲ့ပထမဦးဆုံးယာစီမှာတဲ့ ောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ရာသီတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။သူကချန်ပီယံလိမှာဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်လို့ပြီးရင်ပလာ၃လုံးကိုလည်းရယူနိုင်ခဲ့တာကြောင့်သူ့ရဲ့ပွဲဦးရရာသီရတွေကိုအထင်ကြီးလေးစားစရာကောင်းတဲ့ရလဒ်တွေကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ညီပြဟန်စီပလေးရဲ့စီမံခန့်ခွဲမှုနဲ့ကစားသမားတွေရဲ့စီးလုံးညီမျိုးမှုတို့ဟာဘာစီလိုနာရဲ့အောင်မြင်မှုအတွက်အဓိကကျတဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်။ဘာစီလိုနာတင်းရဲ့ဒီယာဒီမှာမယုံကြည်နိုင်လောက်စရာအောင်မြင်မှုတွေဟာကမ္ဘာတဝန်းကဘာစီလိုနာပရိသတ်တွေတော်တော်အတိုင်းမသိပျော်ရွှင်ကြည်ညိုစရာကောင်းတဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်။ညီပြတဲ့ဟန်စီပလေးရဲ့လက်အောက်မှာဘာစီလိုနာတင်းရဲ့နောက်ထပ်ဘလို့စံချိန်တိတိရေးထိုးနိုင်အောင်မလဲ။ဘလို့ဖလားတွေကိုစုခိုးနိုင်မလဲဆိုတာကတော့စိတ်ဝင်စားဆက်လက်စောင့်ကြည့် ရမှာပဲဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ဒီအောင်မြင်မှုကြီးစင်ဟာဘယ်ထိဆက်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့အားလုံးစိတ်လုံရှားစွာနဲ့စောင့်မျှော်နေကြပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားပေါ်ချက်ပြ